ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသက်အရွယ်ကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမအစင်စင်ပါ။ဒီနေ့ဧပြီလ9ရက်ပေါ်တဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ အကျန်းဖက်စစ်တပ်ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေတွေကိုထိန်းချုပ်ပြီးစစ်ရေးကျန်းဖက်မှုတွေကျူးလွန်မှာကိုစိုးရိမ်နေရတို့ဒေါက်တာဝင်းမြတ်အေးကနိုင်ငံတကာပါလီမန်များညီလာခံမှာကြေကြာလိုက်တဲ့တဲ့အင်တော်မျိုးကိုရှစ်လကျော်အကြာတိုက်ခိုက်ပြီးနောက်အပိသက်တိမ်ပတ်ရရှိခဲ့ပြီလို့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံးနှစ်40ပြည့်အထိမ့်မှအခမ်းအနားအတွက်အမျိုးသမီးလူငယ်နဲ့ကလေးသငယ်ရေးရာဝန်ကြီးဌာနမှဂုဏ်ယူဝမ်းမြောက်ကြောင်းတဝန်တော်ပေးပို့လိုက်တဲ့တဲ့တီတိန်မျိုးကအာရမစစ်မှုထမ်းတပ်သား2ဦးလက်နက်ခဲရန်အပြည့်အစုံနဲ့ PDF ဇိုလန်ထံအလင်းဝင်လာခဲ့တဲ့တဲ့အကြံဖတ်စစ်တပ်က3လကျော်အတွင်း ်စကိုင်းတိုင်းကပြည်သူ60နီးပါးကိုတပ်ဖြတ်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကျန်းဖက်စစ်တပ်ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်မုံငွေတွေကို ထိန်းချုပ်ပြီးစစ်ရေးကြမ်းဖက်မှုတွေကျူးလွန်မှာကိုစိုးရိမ်နေရတယ်လို့ဒေါက်တာဝင်းမြတ်ရေးကနိုင်ငံတကာပါလီမန်များညီလာခံမှာပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အချမ်းဖတ်စစ်တပ်ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရမုံငွေတွေကိုထိန်းချုပ်ပြီးတော့စစ်ရေးကြမ်းဖက်မှုတွေကျူးလွန်မှာကိုစိုးရိမ်နေရတယ်လို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေကနိုင်ငံတကာပါလီမန်များညီလာခံ General Debate အစီအစဉ်မှာပြောကြားလိုက်ပါတယ်။ ဆိုးရတဲ့အဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ရချိန်မှာဘေးနဲ့တဲ့ဒေတာတွေကိုအရေးပေါ်အကူအညီတွေဆောင်ရွက်နိုင်မှုအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EAO တွေကအဖြစ်ခက်ရစေးရေးကြေညာခဲ့ပါတယ်။တက်ဆက်ထဲမှာပဲအာဏာသိမ်းစစ်ကောင်စီဟာနိုင်ငံတော်အရှိအရသားများကိုပြစ်မှတ်ထားကတပတ်အတွင်းမြို့နယ်32ခုမှာလေကြောင်းတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ခဲ့ပြီးငလျင်လောက်ခတ်မှုတံခံရတဲ့ဒေတာများမှလည်းပါဝင်ပါတယ်။ ကယ်ဆယ်ရေးနဲ့အကူအညီများပေးအပ်နိုင်ရန်အရေးပေါ်တုံ့ပြန်မှုများပြုလုပ်လျက်ရှိပါတယ်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေကိုစစ်တပ်ကထိန်းချုပ်ပြီးနောက်ထပ်စည်ရေးအကြံဖတ်မှုကိုဆက်လက်ကျူးလွန်မီလားဆိုသည့်စိုးရိမ်မှုများစွာရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူးလို့ဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်တာပါ။ အချမ်းဖတ်ဆဲအုပ်စုကငလင်လောက်ခတ်မှုဖြစ်ပေါ်ခဲ့တဲ့မလ28ရက်နေ့မှာတင် လေချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပြီးကန်ဆယ်ရေးတွေလုံးဆောင်နေချိန်မှာလည်းလေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေထောက်လျှောက်လုံးဆောင်နေရပါမြန်မာနိုင်ငံမှာလင်းနစ်ကြောင်အာနာသိန်းယူထားစဉ်ဆေးရနာရှင်များကရက်သားများကိုဆက်လက်တပ်ဖြတ်နေပါတယ်ထို့စစ်ကောင်းဆောင်များကအပြစ်ပေးခံရခြင်းမှကင်းလွတ်နေတဲ့အတွက်ကြောင့်ပြည်သူများရဲ့အသက်အိုးအိမ်စီးဆိမ်တွေကိုအဆက်မပြတ်ဖျက်ဆီးနေပါတယ် ါကြောင့်လူမှုရေးတရားမျှတမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအကြီးအကျယ်ထိခိုက်ခဲ့ပြီးနေရအနှက် နေရဆွန့်ခွာနေရမှုစီးပွားရေးကျက်တဲမှုတို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ရလဒ်အနေနဲ့လူဦးရေထက်ဝက်နေပါဟာဆင်းရဲမွဲတေမှုမြောက်မှာ နေထိုင်ကြရပြီးလူဦးရေရဲ့သုံးပုံတစ်ပုံကျော်ဟာအခုအညီလိုအပ်နေပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။မလာ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် လူဦးရေ3500နီးပါးတည်ဆုံးခဲ့ရပြီးလူပေါင်း9000နီးပါးဒဏ်ရာရရှိခဲ့တာပါအသက်ရှင်ကျန်ရည်သူ အများအပြားကလည်းအမိုးအကစားနေရိတ်ခါရှင်နဲ့ဆေးဝါးဆောင်ရှောက်မှုတွေမရရှိဘဲနဲ့လူသားချင်းစာနာထောက်ထားမှုအရေးပေါ်လိုအပ်နေတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်အကြက်ဖတ်စစ်အုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုတွေနဲ့အပြစ်ခတ်ရဲစဲရေးအတွက်နိုင်ငံတကာအနေနဲ့ထောက်ဖို့ပြောကြားပေးဖို့အတွက်လည်းမြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကောင်းဆောင် ဂျန်ရယ်ဒီဘေးကတောင်းဆိုလိုက်ပါတယ်။ဆရာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကအင်တော်မျိုးကို၈လကျော်အကြာတိုက်ခိုက်ပြီးတဲ့နောက်အပိသက်တိမ်ပတ်ရရှိခဲ့ပြီလို့ကာကွယ်ဝင်ကြီးဌာနထုတ်ပြန်လိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အင်တော်မျိုးကိုအမတ်တစ်စစ်ဒေတာရဲ့အစီအစဉ်နဲ့ရှစ်လကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက်ဧပြီ9ရက်ညပိုင်းမှာအပိသက်သိမ့်ပတ်ရရှိခဲ့ပြီလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီနေ့ညမှာထုတ်ပြန်လိုက်ပါတယ်။အင်တော်မျိုးသိန်းစစ်စင်ရေးက ရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်များအနေနဲ့စစ်ကိုများရှိခြင်းမြေပြင်မှလက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်ဒေဆုံများပြားခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောက်ခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လှိုင်ကူမှအကြမ်းဖက်စစ်တပ်ရဲ့တပ်မမှုဦးဆောင်တဲ့အဖွဲ့ကစက္ကန်းကိုဧပြီ9ရက်ည9:00နာရီမှာဆုံးလွှတ်ဆုတ်ခွာသွားတာလို့ဖော်ပြထားပါတယ်။အင်တော်မျိုးကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ89ရှေ့တန်းဌာနချုပ် အခြေပြုရမျိုးဖြစ်ပြီးတမမိုးကိုယ်တိုင်ကိုယ်ခဲရလည်းဖြစ်ပါတယ်။အင်းတော်မျိုးသိန်းစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကိုယ်ခဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတားခရိုင်အမှတ်၁တရင် အမှတ်၂တရင် အမှတ်၃တရင်အမှတ်၄တရင်ကတားခရိုင်အထူးလှုပ်ရှားတက်ခွဲအမှတ်၁အထူးလှုပ်ရှားတရင် SR1 အမှတ်၃၀အထူးလှုပ်ရှားတရင် SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်းတော်ပါကာဖာ ြည်သူ့ကာကွယ်ရေးအဖွဲ့ဗန်းမောင်ပါကာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတ္တာပါကာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတ္တာခရိုင်ပါကာဖအမတ်နှစ်ရွှေဘိုခရိုင်ကွက်ကဲရီပြည်ဦးလင်ခရိုင်အမတ်939 9939တတ်ရင်ပြည်ဦးလင်ခရိုင်အမှတ်1နှစ်တတ်ရင်ចောင်းသားတက်မတော် ABSDF တတ်ရင်7114ကချင်လွတ်လပ်ရေးတက်မတော် KIA တက်မဟာကိုမ အထူးစစ်ကြောင်းမွန်းညင်း KPDF ကလေးခရိုင်အမှတ်30တရင် Rocket တပ်ဖွဲ့ Drone ပူပေါင်းတပ်ဖွဲ့ MOD Drone 4 APSDF K2 SR1 အမှတ်1849 Drone တပ်ဖွဲ့ကပ်ဘလူခရိုင် Drone တပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးအဖွဲ့မြင်းကြံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့မှပူးပေါင်းပါဝင်ခဲ့တာပါမြို့သိမ်းတိုက်ပွဲကနေဟောင်းဝဲစာနှစ်လက် 120မမ2လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရမ်းမီးကြောက်အမြောင်အများသိမ်းပိုက်ရရှိခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကကနဦးသတင်းထုတ်ပြန်ချက်အဖြစ်နဲ့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကရင်မျိုးသမီးစီယုံ240ပြည့်အထိမ်းမှတ်အခမ်းအနားအတွက်အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနမှဂုံယူဝမ်းမြောက်ကြားသွန်လောင်းပေးပို့လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ကရင်မျိုးသမီးစီယုံတည်ထောင်ခြင်း140ပြည့်အထိမ်းမှတ်အခမ်းအနားအတွက်ဂုံယူဝမ်းမြောက်ကြောင်းတောင်းလွှာကိုဧပြီ9ရက်ရက်စွဲနဲ့ပေးပို့လိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနကမနေ့ကထုတ်ပြန်လိုက်ပါတယ်။တွင်လာထဲမှာကရင်မျိုးသမီးစီယုံကစတင်တည်ထောင်စင်မစပြီးကရင်လူမျိုးတို့နဲ့ကျွန်ုပ်တို့အားလုံးအတွက်မျှော်လင့်ချက်နဲ့အားအိမ်ဖြစ်ခဲ့ပြီးအစီအယုံရဲ့ဆွဆွမ်းတမန်ကျိုးပန်းအားထုတ်မှုခေါင်းဆောင်မှုနဲ့သူမတူပတ်ဝန်းဆောင်ရွက်မှုတို့ကဂုံယူဖွေရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ကရင်မျိုးသမီးစည်းရုံးရဲ့စံပြဂျိုးပန်းအားထုတ်မှုများကကရင်လူမျိုးများရဲ့အခြေခံလူတန်းစားအမျိုးသမီးများရဲ့ဆေးရနာရှင်အားအန်တူးမှုဂျန်ဒါအခြေပြုအကျန်းဖတ်ဖြစ်စဉ်များအားတိုက်ဖြတ်မှုနဲ့မြန်မာပြည်မှာမကြခင်ကဖြစ်ပွားခဲ့သောငလျင်ဘေးဒုက္ခမှကိုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတို့အတွက်ဂုံယူလေးစားအတူယူပွဲဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒါအပြင်အစည်းအရုံးရဲ့ မရင်မြိုင်ခိုင်မာသောတာဝန်ယူဆောင်ရွက်မှုဘဟုတုတအတွေ့အကြုံနဲ့ကောင်းဆောင်မှုတို့ကပူပေါင်းအောင်မြင်မှုမှာအရေးကြီးသောအခန်းကဏ္ဍကနေပါဝင်တယ်လို့ဆိုပါရယ်အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေယာဝန်ကြီးဌာနရဲ့အခြေခံအုတ်မြင့်နဲ့ညွှန်မှန်းချက်မှာမြန်မာနိုင်ငံအတွင်းအမျိုးသမီးများရဲ့လူ့ခွင့်ရေးတရားမျှတမှုနဲ့လွတ်လပ်မှုတို့ကိုမြှင့်တင်ခြင်းကျင့်သုံးခြင်းဖြစ်တဲ့အလျောက်အစီအယုံရဲ့မိဖက်ဆက်ဆံရေးကိုဆက်လက်မြင့်တင်သွားရန်ဂရုပြုတယ်လို့တဝန်တော်မှာဖော်ပြထားပါတယ် အစီအယုံရဲ့ဆင်ဆက်မပြတ်သောဥဆောင်မှုနဲ့မြမပြည်သူပြည်သားတို့ရဲ့အကျိုးစီးပွားအတွက်ပါဝင်ဆောင်ရွက်မှုတို့ကိုလည်းမျှော်လင့်လျက်ရှိတယ်ဆိုတာနဲ့ကရင်မျိုးသမီးအစီအယုံရဲ့နှစ်40ခေလန်တခြားသူမတူပါဝင်ဆောင်ရွက်မှုထိရောက်လေးနက်မှုရင်းဆိုင်ဖြတ်သန်းခဲ့မှုနဲ့အောင်မြင်မှုအစုစုရာဝင်ကြီးဌာနမှဂုဏ်ပြုအပ်တယ်လို့လည်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့တဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒီတိတ်မျိုးကအာရမစစ်မှုထံတက်သား၄ဦးလက်နက်ခဲယံအပြည့်အစုံနဲ့ PDF ဇိုလန်ထံအလင်းဝင်လာခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်ဒီတိတ်မျိုးအခြေဆိုင်အကြံဖတ်စစ်တပ်ခလာရ269တဲ့ရင်ကအာရမစစ်မှုထံတက်သား၂ဦးလက်နက်ခဲယံအပြည့်အစုံယူလာကအလင်းဝင်လာခဲ့တယ်လို့ PDF ဇိုလန်ထံကသိရပါဗျ။အကြံဖတ်စစ်တပ်ကထွက်ပြေးလာတဲ့ပြည်သူစစ်၂ဦးဟာတနက်၂လက် ကြည်ပေါက်အပေါ်6ခု ကြည်စံတွေ ကြည်ကအင်ဂျီနှစ်ထဲစကားပြောဆက်တို့ကိုယူကဧပြီ9ရက်မှာဝင်ရောက်ခုလုံခဲ့တာပါပြည်သူ့ဘက်ကိုကူပြောင်းခုလုံလာတဲ့ရဲဘော်နှစ်ဦးကို PDF ဇိုလန်ကထိုက်တန်နဲ့ဂုံပြုစုငွေချင်းမြင့်ခဲ့ပြီးလွမြောက်ဒေသတနေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်ချင်းပြည်နယ်မင်းတပ်နဲ့ဖလန်းမျိုးတို့ကိုချင်းတော်လိုင်းရေးပူပေါင်းအဖွဲ့တွေကတင်ပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတွေဗက်ပြောင်းခုလုံမှုပုံများလာပါတယ်ရှင် ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖတ်စစ်တပ်က3လကျော်အတွင်းစကိုင်းတိုင်းကပြည်သူ60နီးပါးကိုတပ်ဖြတ်ခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။အကြံဖတ်စစ်တပ်က3လအတွင်းစကိုင်းတိုင်းထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်၈ဦးအပါအဝင်ပြည်သူ59ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲက40ကျော်ဟာလေကြောင်းတိုက်ခိုက်ခံရလို့အများဆုံးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းကမနေ့ကထုတ်ပြန်ပါတယ်။ နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်ဇန်နဝါရီလ1ရက်ကနေဧပြီလ4ရက်နေ့အထိ3လကျော်အတွင်းသခိုင်းတိုင်းကအကြံဖက်ဆဲအုပ်စုကအမျိုးသမီး32ဦးနဲ့အမျိုးသား28ဦးစုစုပေါင်း59ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်အောင်ကလေးငယ်8ဦးပါဝင်ပါတယ်။အဆိုပါတေဆုံးသူတွေအနက်44ဦးဟာအကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းနဲ့ပြက်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရက်ဧပြီလ6ရက်ညပိုင်းကသခိုင်းတိုင်းချောင်းဦးမြို့နယ်သုံးမှန်လကျေးရွာကိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါရှိအကြဖတ်ဆဲအုပ်စုကလေကြောင်းကနေပါရာမိုတာတွေအသုံးပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့လို့ကျေးရွာအတွင်းရှိနေအိမ်တလုံးပေါ်ကိုကြောက်ရောက်ပောက်ခွဲခဲ့တာကြောင့်ဒေါ်တန်းသူဒေါ်မြတ်တုံနဲ့ဦးဝင်းစော်တို့ ောင်နှမ၃ဦးမှာဘုံစားထိမှန်ကတည်ဆုံးခဲ့ပြီး၎င်းတို့ရဲ့နေအိမ်နဲ့ရုပ်လောင်းတွေလည်းမိလောင်ပြကြသွားခဲ့ရတယ်လို့ဆိုပါရယ်၂၀21ခုနှစ်ဖေဖော်ဝါရီ၁ရက်မတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန်မှ၂၀25ခုနှစ်ဧပြီ၈ရက်အထိအကြမ်းဖက်ဆဲအုပ်စုနဲ့လက်ပါစင်များကြောင့်တွင်ဦးတော်လိုင်းရဲ့ကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6486ဦးရှိခဲ့ပြီလို့လည်း AAPP စီးရင်တွေမှာဖော်ပြထားပါရယ်ဒါအပြင် ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2900ဦးရှိပြီးအဲ့ဒီထဲမှာ2280ဦးမှာထိမ့်သိမ်းခံနေရဆဲဖြစ်က ထိမ့်သိမ်းခံနေရသူများအနက်မှ1952ဦးမှာထောင်ဒဏ်ချမှတ်ခံရရတယ်လို့ဆိုပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ရင်းမပင်မြို့နယ်မှာအောင်လံရွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြဆုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံရွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမပင်မြို့နယ်ရဲ့နောက်ပြန်ဖလှယ်ကြီးတီတော်လိုင်းရဲ့တပိတ်ဆက်ကြောင်းကအကြံဖက်ဆက်တက်ကြဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လိုင်းပြည်သူတွေကနောက်ပြန်မလှယ်ကြီးတီတော်လိုင်းရဲ့တပိတ်ဆက်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားတွေကင်ဆောင်ပြီးအကြံဖက်ဆက်တက်ကြဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီဒေါင်းသွေးနေတဲ့ပိတ်ဆက်ကြောင်းကအကြံဖတ်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတဲ့ပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေက အွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမာပင်မြို့နယ်မှာရင်းမာပင်မြို့နယ်မြောက်ချမ်းကြည်ရွာများတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမာပင်မြို့နယ်မြောက်ချမ်းကြည်ရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေက နေမြင်မြင်တက်မှုကြားထဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပါဒါကတော့ဧပြီလ9ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးတာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။